ျွန်တော်တို့နေ့စဉ်ပေါ်ရမှာလဲစီမံတွေဥပဒေတွေဆိုတာအမြဲတမ်းရှိနေတာပဲเนาะလမ်းဖြတ်ကူတာကနေစ online မှာပစ္စည်းဝယ်တာအထီးပဲဒါပေမဲ့အဲ့ဒီဥပဒေတွေကအဲဘဲကနေဘလို့ဖြစ်လာတာလဲဘသူတွေကရေးဆွဲခဲ့ကလဲဆိုတာကိုတော့သိပြီးတတိမထားမိကြဘူးလေအေးမေကူနေကပဲနိုင်ငံတနိုင်ငံရဲ့တရားဥပဒေစနစ်ရဲ့အသေးဟနှုန်းကိုဖော်ပြနေတာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးမှာကအဲ့ဒီအကြောင်းပါပဲ မြန်မာနိုင်ငံရဲ့ဥပဒေရေးရာအခြေခံအဆောက်အုံကို အတွင်းကျကျလေ့လာကြည့်ကြမယ်။စာအုပ်ထဲမှာရေးထားတဲ့ဥပဒေတွေကဘလို့ပေါ်လာသလဲ။ရှေ့အစဉ်ဆက်ကလာတဲ့ဓလေ့ထုံးစံတွေကတော့ဥပဒေအဖြစ်ဘလို့အခန်းကဏ္ဍကပါဝင်နေတယ်လဲ။ပြီးတော့တရားသူကြီးတယောက်ရဲ့ဆုံးဖြတ်ချက်ကနောက်ထပ်ဥပဒေတစ်ခုလိုဘလို့ဖြစ်သွားနိုင်တယ်လဲဆိုတာကိုဆွေးနွေးသွားမှာပါ။ဒီချက်လက်တွေတလဲကျွန်တော်တို့အေးကကိုးကားထားတာကတော့ဥပဒေလေးလာခြင်းဆိုင်ရာနီလန်းများဆိုတဲ့အခန်းတစ်ခန်းက ကြောင်းအရာတွေပဲဖြစ်ပါတယ်။ဒီဆွေးနွေးမှုကဥပဒေအကြောင်းကိုစိတ်ဝင်စားပေမဲ့ဘေးကစလေးလာရမှမတည်သူတွေအတွက်မြန်မာဥပဒေစနစ်ရဲ့မြေပုံတစ်ခုကိုခြုံငုံကြီးနိုင်အောင်ကူညီပေးမှာပါနော်။ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ဒီနေ့ခီးစင်မှာအဓိကရဲ့နာမည်နေရာတွေကိုကြိုပြရရင်ပထမဆုံးဥပဒေရဲ့မနိုင်ကြီးနှစ်ခုဖြစ်တဲ့တလေးထုံးနှောင်းဥပဒေနဲ့ဖျားထန်းဥပဒေဆိုတာဘာကွာလဲဆိုတာကိုကြည့်ပါမယ်။ပြီးရင်မြန်မာဥပဒေတွေကိုခက်ဆက်ဆက်ပဲအဖွဲ့အစည်းတွေကရေးဆွဲခဲ့တယ်လဲဆိုတဲ့တမိုင်းကိုဖြတ်တန်းရင် အဲ့ဒီသမိုင်းကဒီနေ့ခေတ်အထိဘလို့တက်ရောက်နေလဲဆိုတာတုံ့တက်ကြမယ်နောက်ဆုံးနဲ့အရေးကြီးဆုံးအပိုင်းကတော့တရားရုံးရဲ့ဆုံးဖြတ်ချက်တစ်ခုကိုဥပဒေပညာရှင်တယောက်လို့ဘလို့ခွဲချမ်းစိတ်ဖျားပြီးအသေးပြထုတ်မလဲဆိုတာပါပဲကောင်းပြီဒါဆိုရင်အခြေခံအကြဆုံးအချက်နဲ့စလိုက်ကြရအောင်ဥပဒေရဲ့ရင်းမြစ်ပေါ့ဒီမှာတော့ဒလေးထုံတန်းဥပဒေနဲ့ပြဋ္ဌာန်းဥပဒေဆိုပြီးအဓိကမျိုးစနှစ်ခုကိုဖြောပြထားတယ်ဘာဒီကွာချားပါသလဲဌာနချက်ကသူတို့ဖြစ်တဲ့လာပုံမှာပဲရှိပါတယ် ပြဋ္ဌာန်းဥပဒေ statutory law ဆိုတာရှင်းကြတယ်။ဥပဒေပြုအာဏာကိုပိုင်ဆိုင်တဲ့လွတ်တော်လိုအဖွဲ့အစည်းတစ်ခုကနေတရားဝင် ရေးဆွဲအတည်ပြု ထုတ်ပြန်ကြေညာထားတဲ့ဥပဒေတွေပါ။စာနဲ့ပေနဲ့တိတိကျကျရှိတယ်။ဒလေထုံးနှံဥပဒေ customary law ကတော့အဲ့ဒီလိုမဟုတ်ဘူး။သူကလူဖွဲ့စည်းတစ်ခုကရှေးအဆင့်ဆက်ကတဲ့ကလက်ခံကျင့်သုံးလာတဲ့ဒလေထုံးစံတွေကနေအလိုလျောက်ပေါက်ဖွာလာလား။ခဏလေးအဲ့ဒီအချက်ကနင်းနေရှုပ်သွားတယ်။ဆိုလိုတာက ဒလေထုံးစံတိုင်းကဥပဒေဖြစ်နေတာလားဥပမာနှစ်တစ်ကူမှာလူကြီးမိဘကိုကန်တော်တဲ့ဒလေကဥပဒေတစ်ခုလားဒါအရန်ကောင်းတဲ့မိခုံးကဒလေထုံးစံအားလုံးကဥပဒေမဟုတ်ပါဘူးဥပဒေပညာရှင်နေထားတော့ဥပဒေကဲ့သို့အာဏာတည်တော့ဒလေထုံးစံလို့သတ်မှတ်တယ်ဆိုလိုတာကအဲ့ဒီဒလေဟာလူဖွဲ့စည်းရမဖြစ်မနေလိုက်နိုင်ရမယ်လို့အလီးနဲ့ထားသည်တရားရုံးတွေကပါအတိအမှတ်ပြုထားတဲ့ဒလေမျိုးဖြစ်ရမှာမယ်အင်း လူကြီးမိဘကိုကန်တော့တာကလေးစားဝယ်ဒလိတကူပါဒါပေမဲ့မကန်တော့လို့တရားဆွဲလို့မရပါဘူးဒါပေမဲ့အမွေဆက်ခံတဲ့ကိစ္စလိုမျိုးမှာတော့ရှေးကလေးကကျင်းတုံးလာတဲ့ဒလိထုံးစံတွေကိုတရားရုံးကအတည်ပြုပေးရတာလည်းရှိပါတယ်။အော်သဘောပေါက်ပြီမြန်မာနိုင်ငံမှာတော့ဒီနှမျိုးလုံးကိုလက်တွေ့မှာဘလို့အသုံးချနေလဲအားလုံးရောသားမမွေပြီးတုံးတာလားဒါမှမဟုတ်ကိစ္စလိုက်ခွေတုံးတာလားမြန်မာနိုင်ငံတရားဥပဒေပုံမှန်73မှာဒီအကြောင်းကိုတိတိကျကျဖြစ်ထားတာရှိပါတယ်။ဩပုံမှန်73မှာ ဟုတ်ပါတယ်။အထူးသဖြင့်လူမီးကိစ္စတွေမှာဘာသာအလိုက်ဥပဒေကိုခွဲခြားကျင့်သုံးပါတယ်။ဥပမာပြရရင်လက်ထက်ထိန်များခြင်း၊ကြွာရှင်းခြင်း၊မွေးစားခြင်းနဲ့အမွေဆက်ခံခြင်းလိုကိစ္စတွေမှာပေါ့။ဗုဒ္ဓဘာသာဝင်တွေအတွက်မြမဒလိထုံတန်းဥပဒေကိုတုံးတယ်။ဟိန္ဒူဘာသာဝင်တွေအတွက်ဟိန္ဒူဥပဒေ၊အစ္စလာမ်ဘာသာဝင်တွေအတွက်အစ္စလာမ်ဥပဒေကိုကျင့်သုံးပါတယ်။ဟွန်း ဒါကဘာကိုပြနေတယ်လဲဆိုတော့မြမဥပဒေစနစ်ဟာမတူကွဲပြားတဲ့လူအဖွဲ့အစည်းရဲ့ကိုယ်ပိုင်ဒလိထုံးစံမျိုးအထင်မဲ့ပြုကိုစ조사ထားတဲ့လက္ခဏာတစ်ခုပါပဲ။ဒါဆိုရင်လွတ်တော်ကနေစာအုပ်ထဲရေးထားတဲ့ပြဋ္ဌာန်းဥပဒေတွေကြောင့်ကိုဆက်သွားကြည့်ကြရအောင်။ဒီဥပဒေတွေကိုဘသူတွေကပြုလုပ်ခဲ့တယ်လဲဆိုတာကလည်းနိုင်ငံရဲ့တမိုင်းနဲ့တိုက်ရိုက်ဆက်ဆံနေပါမယ်နော်။ တိုင်းကိုဆက်ဆက်နေပါလားဥပဒေပြောဖွဲ့စည်းရေးတမိုင်းကိုကြည့်လိုက်ရင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းလဲတွေကိုမန်တချက်လိုထင်ခတ်နေတာတွေ့ရပါလိမ့်မယ်လွတ်လပ်ရေးမရခင် British ခေတ်ကဆိုရင် British Parliament နဲ့ India ဘေးငန်းချုပ်တို့ကအဲ့ဥပဒေတွေကိုပြတ်ထန်းခဲ့တယ်လွတ်လပ်ရေးရပြီ1948နောက်ပိုင်းမှာတော့ Parliament Democracy ခေတ်မှာမြန်မာ Parliament ကအဲ့ဥပဒေတွေကိုဆော့ပြတ်ထန်းခဲ့တာပေါ့1960နောက်ပိုင်းမှာအကြီးစားပြောင်းလဲမှုတခုရှိခဲ့တယ်နော် အဲ့ဒီအချိန်ကစပြီးအတုံးလုံးတွေပါပြောင်းပါတယ်။ဟုတ်ပါတယ်။ထန်ဝေ60နှစ်မှာတော်လန်ရေးကောင်စီအာဏာယူပြီးနောက်ပိုင်းမှာဥပဒေပြူအာဏာကသူတို့လက်ထဲရောက်သွားတယ်။အဲ့ဒီအချိန်ကစပြီးအဲ့ဥပဒေဆိုတဲ့အတုံးလုံးအစားဥပဒေဆိုပြီးပြောင်းလဲသုံးဆွဲခဲ့တယ်။အဲ့ဒီနောက်1994ဖွဲ့လီဝန်ချေကဥပဒေအရဗီတူးလွတ်တော်ကဥပဒေပြူအာဏာကိုရယူခဲ့ပြီးနောက်ဆုံး2008ဖွဲ့စည်းပုံချေကဥပဒေအရ2011ခုနှစ်ကစပြီးပြည်ထောင်စုလွတ်တော်ကဥပဒေတွေကိုပြတ်ထန်းခဲ့တာယနေ့အထိပါပဲ။ဒီတမိုင်းကိုခြုံကြည့်လိုက်တော့ကျွန်တော်တကူစဉ်းစားမိတယ်။ဒါဆိုရင် ကျွန်တော်တို့လက်ရှိရင်ဆိုင်နေရတဲ့ဥပဒေတွေဟာတနေရာတည်းကလာတာမဟုတ်ပဲခေတ်အမျိုးမျိုးရဲ့အမွေအနစ်တွေဆူဆီးနေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့ကိုလိုနီခေတ်ကဥပဒေတစ်ခုနဲ့ဒီမိုကရေစီခေတ်ကဥပဒေတစ်ခုတခါတလေမှာအတွေးခေါ်ပိုင်းရာတဟာဇာတမဖြစ်တာမျိုးရှိနိုင်မလားဒါကအင်ကန်ထက်မြက်ကျက်သုံးသက်ချက်ပါတကယ်လဲအဲ့ဒီလိုပါပဲအကောင်းဆုံးဥပမာကတော့ရာဇသက်ကြီးပန်းနဲ့ကုတ်ပါပဲ ဒီဥပဒေကို1860ခုနှစ်ကတည်းကပြဋ္ဌာန်းခဲ့တာဒီနေ့ခေတ်ချီမြန်မာနိုင်ငံရဲ့ဖြစ်မှုဆိုင်ရာ အထူးဥပဒေအဖြစ်ရှိနေတုံးပဲဆိုတော့အသွေးခေါ်အရာရောလက်တွေ့အသုံးချမှုအရာပါဒီနေ့ခေတ်နဲ့မကိုက်ညီတော့တဲ့အချက်တွေပါဝင်နေနိုင်ပါတယ်ဟုတ်ကဲ့ဒါကြောင့်မို့မြန်မာဥပဒေစနစ်ဟာတတမထေစင်ကဲတိုးတက်လာတာမဟုတ်ပဲနိုင်ငံရေးစနစ်အပြောင်းလဲရဲ့လွမ်းမိုးမှုအောက်မှာ အလွာလိုက်အလွာလိုက်တိဆောက်ထားတဲ့ရှေးဟောင်းအဆောင်ဦးကြီးတခုနဲ့တူနေတယ်လို့ပြောလို့ရပါတယ်ဒီဥပဒေဟောင်းတွေကိုရှာခြင်းတဲ့ဆိုရင်ဘာမှရှာရမလဲစောစောကညမာကိုဥပဒေဆိုတာကိုပြောထားတယ်အဲ့ဒါကဘာကိုဆိုလိုတာလဲညမာကိုဥပဒေညမာကိုဆိုတာကိုလိုနီခေတ်နောင်ပိုင်းကနေ1954ခုနှစ်ထိအာနာတီဟဲတဲ့ act ဥပဒေတွေကိုစူးစီးပြီးအတွဲလိုက်ထုတ်ဝေထားတဲ့ကျမ်းကြီးတွေပါအတွဲ73တွဲရှိပါတယ် အများကြီးပဲနော်ဟုတ်တယ်ရှစ်နေတရားသူကြီးရဲ့အတွက်တော့မရှိမဖြစ်ကိုးကားရတဲ့အရင်းမြစ်တစ်ခုပေါ့စောစောကပြောတဲ့ရာတက်ကြီးပတိညင်အဥပဒေတသက်ခံအဥပဒေလိုအရေးကြီးဥပဒေတွေအကုန်လုံးအဲ့ဒီအချိန်မှာပါပါတယ်ခောင်းပြီဒါဆိုရင်စာအုပ်ထည့်ရထားတဲ့ဥပဒေတွေအကြောင်းကရှင်းသွားပြီဒါပေမဲ့လက်တွေ့ဘဝမှာအရင်ပွားမှုတစ်ခုဖြစ်လာရင်တရားသူကြီးကအဲ့ဒီဥပဒေကိုအတိတ်ပဲဖွင့်ရတာတွေရှိလာမှာပဲအဲ့ဒီလိုတရားသူကြီးရဲ့ဆုံးဖြတ်ချက်တွေကတော့နောက်လူတွေလိုက်နိုင်ရမယ့်ဥပဒေတစ်ခုလို့ဖြစ်လာနေသလား ဒီနေရာမှာစီရင်ထုံးဆိုတာတွေကအရေးပါတော့ပုံပဲအတိအကျပါပဲစီရင်ထုံး law reports or case law ဆိုတာဥပဒေစနစ်ရဲ့ဒုတိယမှန်တိုင်ကြီးအခုပဲအမြင့်ဆုံးတရားရုံးတွေကဆုံးဖြတ်ခဲ့တဲ့အမှုတွေတဲကမှဥပဒေရေးရအရာအရေးပါပြီးနောက်အမှုတွေအတွက်လမ်းညွှန်မှုပေးနိုင်မယ့်အမှုတွေကိုရွေးချယ်ပြီးမှတ်တမ်းတင်ထိုးဝေထားတာပါ။ဩဟုတ်ကဲ့။ဖြစ်ထောင်ဥပဒေမှာမရှင်းလင်းတဲ့အချက် ဒါမှမဟုတ်လုံးဝမပါတဲ့အချက်တခုကိုတရားရုံးကအတိအပြဖွင့်ဆိုဆုံးဖြတ်လိုက်ပြီးဆိုရင်အဲ့ဒီဆုံးဖြတ်ချက်ကအလားတူအမှုတွေအတွက်လိုင်းနာရမယ့်အစံတခုထစ်သွားပါတယ်မြန်မာနိုင်ငံမှာရောဒီလိုစီရင်ထုံးတွေကိုမတန်းတင်တဲ့တမိုင်းကဘယ်လိုရှိခဲ့လဲဥပဒေပြည့်ရေးတမိုင်းလိုမယ်ရှေးလျမယ်ထင်တယ်ရှေးလျပါတယ် British ခေတ်ကတည်းကစနစ်တကျမတန်းတင်ခဲ့တာပါစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့လေအုပ်ချုပ်တဲ့အစိုးရပြောင်းတိုင်းတရားရုံးနာမည်ပြီးပြောင်းသွားသလို စီရင်ထုံးမတန်းရဲ့နာမည်တွေပါလိုက်ပြောင်းသွားတာပါပဲဟုတ်လားဥပမာ British Kick က SJ တို့ ILR Rand လို့နာမည်ရရှိတဲ့ပြီးလွယ်လျင်းရပြီးနောက်မှာ BL Burma Law Report ဆိုပြီးဖြစ်လာတယ်1960နှစ်နောက်ပိုင်းတရားရုံးချုပ် Chief Court ခင်မှာ BL CC ဆိုပြီးဖြစ်သွားပြန်ရောอืมဒါကတရားစီရင်ရေးကဏ္ဍဟာနိုင်ငံရေးအပြောင်းအလဲနဲ့ဘလောက်နီးနီးကပ်ကပ်ဆက်ဆက်နေပလဲဆိုတာကိုပြတဲ့တက်တဲ့တစ်ခုပါပဲ ဒါဆိုရင်စီရင်ထုံးတွေကရာနဲ့ချီထောင်းနဲ့ချီရှိနေမှာပေါ့ကိုနဲ့သက်ဆိုင်တဲ့အမှုတစ်ခုအတွက်အလားတူစီရင်ထုံးဟောင်းတစ်ခုကိုပြန်ရှာခြင်းရင်ဘလို့လုပ်ရမလဲစာကြည့်တဲ့ထက်ကစာအုပ်တွေအကုန်လုံးကိုတအုပ်ချင်းလမ်းရှာရမလားအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်မြန်မာစီရင်ထုံးပေါင်းချုပ် Digest of Burma Rulings ဆိုရာရှိပါတယ်ဒါကစီရင်ထုံးတွေအလုံးကိုအကြောင်းအရာအလိုက်ခေါင်းစဉ်အလိုက်အချင်းချုပ်ပြီးပြုစုထားတဲ့လမ်းညွန်ကြမ်းကြီးတွေပါအော်လမ်းညွန်ကြမ်းနေပေါ့ဟုတ်ပါတယ် မစ္စတာဒန်ဂလီဥဖိုးသာဥသိန်းဟန်ရို့လိုပညာရှင်တွေကခေအဆက်ဆက်ပြုစုခဲ့ကြတယ်။ဒါပေမဲ့တတိထောက်မှာတစ်ခုကဒိုက်ဂျစ်မှာပါတာကအမှုတစ်ခုလုံးမဟုတ်ပဲခေါင်းစီမဆုလို့ခေါ်တဲ့အချင်းချုပ်ပဲထစ်တဲ့အတွက်လမ်းညွန်အညီနဲ့ပဲတုံးလို့ရပါတယ်။อืมဟုတ်ကဲ့တကယ်ကိုကချင်းရုံမူရစီရင်တို့အပြည့်စုံကိုပြန်ရှာဖတ်ဖို့လိုပါတယ်။ဒီအပိုင်းကတော့တကယ်ကိုလက်တွေ့အကြဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးပဲ။တရားရုံးဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော်တို့လက်ထဲမှာရပြီဆိုပါစို့အဲ့ဒါကိုဘယ်လိုဖတ်ရမလဲဝတ္ထုတစ်ပုဒ်လိုဖတ်လို့ရမှာမဟုတ်ဘူးထင်တယ်ဒီမှာတော့ပိုင်း၅ပိုင်းခွဲပြီးတော့လိလတင့်တယ်လို့ဆိုထားတယ်ဟုတ်ပါတယ်တရားတော်ဆုံးဖြတ်ချက်တစ်ခုကိုခွဲချမ်းစိတ်ဖျားဖို့အတွက်အခြေခံအစဉ်၅ဆင့်ရှိပါတယ်တိတ်အမှုဖြစ်အကြောင်းရဲ့ facts ပေါ့ဘာတွေဖြစ်ချက်လဲဆိုတာဒါပေမဲ့အဖြစ်တည်းအားလုံးကို အာရုံစိုက်ဆရာမလိုပါဘူး ဆုံးဖြတ်ချက်ကိုတိုက်ရိုက်တက်ရောက်စေတဲ့အရေးပါသောအကြောင်းအရာ material facts ကိုပဲရွေးထုတ်တတ်ဖို့အရေးကြီးပါတယ်။နှိကလို့ကောက်ချက် issue ပေါ့။အဲ့ဒီအရေးပါတဲ့အကြောင်းအရာတွေအပေါ်မှာတရားရုံးကဖြေရှင်းပေးရမယ့်ဥပဒေဆိုင်ရာမိကုံးပါ။ဟုတ်ကဲ့။သုံးကလျှောက်လဲချက် argument ။နှစ်ဖက်ရှိနေတွေကသူတို့အဆိုမှန်ကန်ကြောင်းဘလို့အကျိုးအကြောင်းပြတင်ပြခဲ့ကြတယ်လဲဆိုတာပေါ့။လေးကဆုံးဖြတ်ချက် decision ။ နောက်ဆုံးမှာဘသူနိုင်ဘသူရှုံးဆိုတဲ့တရားယုံရဲ့အဖြေပါငါအရေးကြီးဆုံးကတော့အကြောင်းပြချက် reason ပါပဲဘာကြောင့်ဒီလိုဆုံးဖြတ်ရလဲဆိုရဲတရားသူကြီးရဲ့ကြိုးကြောင်းစင်ချင်မှုပါဒီနောက်ဆုံးချက်ဖြစ်တဲ့အကြောင်းပြချက်ထဲမှာပဲလက်တင်အတုံးလုံးတစ်ခုဖြစ်တဲ့ ratio dissidenti နဲ့ ubita dictum ဆိုတာတွေပါလာတယ်ဒီစကလုံးတွေကနားထဲနာရှုံနေပြီမဲ့တရားစီရင်ရေးရအနစ်စာရလို့ပြောကြတယ်ကျွန်တော်တို့လိုသာမန်လူတွေနားလည်အောင် ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဥမာလေးတစ်ခုနဲ့ရှင်းပြပေးလို့ရမလားရပါတယ်အရန်ကောင်းတဲ့အချက်ပါ ratio dissidentity ဆိုတာဆုံးဖြတ်ချက်ရဲ့အကြောင်းပြချက်လို့တိုက်ရိုက်ပါပါပြောလို့ရတယ်အမှုကိုဆုံးဖြတ်ရတဲ့အဓိကဥပဒေဆိုင်ရာကြောက်ရွံ့အကြောင်းပြချက်ပဲဒါကနောက်ပိုင်းမှာဖြစ်လာမယ့်အလားတူအမှုတွေအားလုံးအတွက်စီးနှောက်မှုရှိတဲ့တရားသူကြီးကဖြုံလို့တဲ့ဥပဒေ just make law စစ်သွားပါတယ်ဟွန်း orbital dictum ကတော့စကားကြုံလို့ပြောခြင်းလို့အဓိပ္ပာယ်ရတယ် တရားသူကြီးကအမှုကိုဆုံးဖြတ်ဖို့တိုက်ရိုက်မလွားပဲသူ့ရဲ့သဘောထားမှတ်ချက်ကိုထည့်ပြောလိုက်တာမျိုးကွာ။ဟွန်း Theory တော့နားလည်တယ်လို့လို့ပဲလက်တွေ့ဥပမာတစ်ခုလောက်နဲ့ဆိုပူရှင်းသွားမယ်တင်တယ်။ကောမီကုမွာချခုပေးရရင်လူတယောက်ကသူ့ခြံထဲမှာ ခွေးတကောင်ကိုခြိမထားပဲလွတ်ထားလို့လမ်းသွားလမ်းလာတယောက်ကိုကြိုက်လိုက်တယ်ဆိုပါစို့။ဟုတ်ကဲ့အကြိုက်ခံရတဲ့သူကတရားစွဲတယ်။တရားသူကြီးကဆုံးဖြတ်ချက်ချတဲ့အခါ ခွေးပိုက်ရှင်မှာသူ့ခွေးရဲ့အန်ဒီရရှိနိုင်တဲ့အပြုတ်မှုကိုတိလျက်နဲ့လူအများသွားလာတဲ့နေရာမှာလုံလောက်တဲ့ထိမ့်သိမ့်မှုမရှိဘဲလွတ်ထားတဲ့အတွက်တာဝန်ရှိတယ်လို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီအကြောင်းပြချက်က ratio dissidentity ပဲ။အော်အဲ့ဒါကအထီးကအချက်ပေါ့။ဟုတ်ပါတယ်။နောက်ပိုင်းမှာအဲ့ဒီလိုအချက်အလက်တွေနဲ့တူတဲ့ခွေးကြိုက်တဲ့အမှုတိုင်းကဒီဆုံးဖြတ်ချက်ကိုလိုက်နာရအောင် ဒါဆို orbiter dictum ကတော့ဘယ်လိုမျိုးလဲအဲ့ဒီတရားသူကြီးကလည်းသူ့ရဲ့အဆုံးဖြတ်ချက်အဆုံးမှာဒါနဲ့တက်ဆိုင်ရာစီပင်တရားရဲ့အဖွဲတွေကလည်းလမ်းဘေးခွဲတွေကိုပို့ပြီးထိထိရောက်ရောက်စီမံတင့်တယ်လို့မချက်စကားထည့်ပြောလိုက်တယ်ဆိုပါဆို음အဲ့ဒီမချက်ကဒီအမှုကိုဆုံးဖြတ်ဖို့အတွက်အဓိကကျတဲ့အချက်မဟုတ်ဘူးစကားကြုံလို့ပြောလိုက်တဲ့သူ့ရဲ့သဘောထားမှတ်ချက်ပဲ ဒါကြောင့်အဲ့ဒါက orbital dictum ဖြစ်သွားပြီးနောက်အမှုတွေမှာလိုက်နာဖို့စီးနှောင်အားမရှိပါဘူးနှုံးစော်တိုက်တွန်းမှုတက်တက်ပါပဲအခုမှပဲရှင်းရှင်းလင်းလင်းသဘောပေါက်သွားတယ်ဒါဆိုရင် ratio ကတခြားတရားစုကြီးလိုက်နာမယ်စီမင်ခဲသွားပြီး orbital ကတော့စိတ်ဝင်စားစရာကောင်းတဲ့မှတ်ချက်ဒါမင်းနဲ့မလိုက်နာလိုက်ရတယ်ဆိုတဲ့သဘောပေါ့အတိအကျပါပဲ ဒါကြောင့်ဥပရိပညာရှင်တယောက်အတွက်အမှုတစ်ခုဖတ်တဲ့အခါအရေးကြီးဆုံးစွမ်းရည်ကအမှုရဲ့အချက်အလက်တွေထဲကနေအဲ့ဒီ ratio decidentity ကိုဆွဲထုတ်နိုင်ဖို့ပါပဲ။ဟုတ်ကဲ့။တာကိုနားလည်မှစီးရင်ထုံစီနောက်မှုတဘောတရား doctrine of precedent ကိုနားလည်မှာပါ။ဆိုလိုတာကအရေးပါတဲ့အချက်အလက်တွေတူညီတဲ့အမှုတွေကိုတူညီတဲ့နည်းလမ်းနဲ့ပဲဆုံးဖြတ်ရမယ်ဆိုတဲ့မူပေါ့။ဒါမှကြားစီရင်မှာညီညွတ်မြတ်တာမှုနဲ့ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိမှာဖြစ်ပါတယ်။အင်္ဂါလာတဲ့ဥပဒေနဲ့ အစိုးရကဖြတ်ထားတဲ့ဥပဒေဆိုပြီးအဓိကနှမျိုးရှိတယ်။ဖြတ်ထားဥပဒေတွေကလည်းနိုင်နိုင်ရင်ခစ်အပြောင်းလဲအလိုက် အလွာလိုက်တည်ရှိနေပြီးကော်လိုနီခစ်အမွေအနှစ်တွေတောင်ပါနေတယ်။အဲ့ဒီဥပဒေတွေကိုတရားရုံးကလက်တည့်အသုံးချတဲ့အခါထွတ်ပေါ်လာတဲ့စီရင်ထုံးတွေကလည်းအရေးကြီးတဲ့ဥပဒေရဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာတယ်။အဲ့ဒီစီရင်ထုံးတွေကိုလေးလာတဲ့အခါမှာလည်းအထက်ကအနှစ်သာရဖြစ်တဲ့ ratio decidendi ကိုရှာဖွေတတ်ဖို့အရေးကြီးဆုံးပဲ။ဟုတ်ပါတယ်။ ဒီလိုဥပဒေရဲ့ဖွဲ့စည်းတည်ဆောက်ပုံကိုနားလည်လိုက်ခြင်းအားဖြင့်လူဖွဲ့စည်းတစ်ခုကသူ့ရဲ့အငင်းပွားမှုတွေကိုဘယ်လိုဖြေရှင်းသလဲအုတ်ချုပ်သူတွေပြောင်းလဲလာတာနဲ့မြတ်တရားမြတ်တော်မှုအပေါ်အမြင်တွေကဘယ်လိုလိုက်ပြီးပြောင်းလဲသွားသလဲဆိုတာကိုနားလည်နိုင်ပါတယ်ဒါဟာနိုင်ငံတကာနိုင်ငံရဲ့ဥပဒေဆိုင်ရာကြိုးကြောင်းစီရင်မှုရဲ့ပုံစံချက်တစ်ခုကိုမြင်ရတာနဲ့အတူတူပါပဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့အလုံးအတွက်စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ် ဒီဆွေးနွေးမှုမှာဥပဒေဆိုတာနိုင်ငံရေးပြောင်းလဲနေတဲ့အတူအမြဲလိုက်ပပြောင်းလဲနေတာကိုတွေ့ခဲ့ရတယ်။ဒါဆိုရင်နိုင်ငံရေးနဲ့တရိုက်မသက်ဆိုင်တဲ့ဒါပေမဲ့လူဖွယ်စီကိုအကြီးအကျယ်ပြောင်းလဲစေတဲ့ຢာတွေကလို့ဥပဒေပေါ်ဘလို့တက်ရောက်မလဲ။ဥမာအင်တာနက်လူမှုကွန်ရက်ဒါမှမဟုတ် AI နည်းပညာလို့အရာတွေပေါ့။လူတော်ကဥပဒေမှုရေးဆွဲနိုင်ငံမှာပဲဖြစ်ပေါ်လာတဲ့ AI Deepfake ကြောင့်နိမ့်နမှုလို့ပြဿနာအစ်တစ်ခုကိုတရားရုံးရှေ့ရောက်လာတဲ့အခါ တရားတကြီးတယောက်ကဒီလိုရာစုနှစ်နဲ့ကြီးရှိလိမ့်ပြီဖြစ်တယ်။ဥပဒေမူတဲ့စီရင်ထုံးတွေကိုသုံးပြီးဘလို့ဆုံးဖြတ်မလဲ။အဲ့ဒီလိုနေရာတွေမှာဒီဥပဒေစနစ်တစ်ခုလုံးရဲ့ခဏရင်နဲ့လိုက်လို့ညှိထွေရှိမှုကိုအမှန်တကယ်စမ်းသက်ခံရမှာပဲဆိုတာကဆက်လက်တွဲခေါ်စရာအချက်တစ်ခုပါပဲ။